ဒီနေ့အောက်တိုဘာ16ရက်နေ့အတွက် People's Print ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ဘကိုးတိုင်းလဗရန်မြို့နယ်တရချောင်းကျေးရွာဘက်မိရှုဖြက်စည်းဖို့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုမနေ့ကကြားဖြတ်တက်ခတ်ရမှာ15ဦးထပ်မံတေဆုံးပြီးစစ်တုံးပန်း12ဦးဖမ်းနိုင်ခဲ့တဲ့အပြင်လက်နက်ခဲယံအများပြောက်လည်းသိမ်းနိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့အမှတ်နဲ့စစ်စေးရေးနယ်မြေကဒီနေ့ထုတ်ပြန်ပါရတယ်။အဲ့ဒီတိုက်ပွဲဖြစ်တဲ့တရချောင်းကျေးရွာကလက်ဗရန်မျိုးနဲ့ဆိုရင်6မိုင်ကျော်ပဲကွာဝေးတာဖြစ်ပါရဲ့ရှင်။ အောက်တိုဘာ14ရက်နေ့မှာရှမ်းတောင်ဖဲခုံမြို့နယ်ကမြောက်ဆလုံးရွာဘက်ကနေတောင်ဆလုံးရွာဘက်ကိုစစ်ကောင်စီတပ်နဲ့ PNO ပအုပ်ပြည်သူစစ်တပ်တွေစစ်ကြောင်းထိုးလာလို့ဒေါ်လှန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။စစ်အုပ်စုကစစ်ကြောင်းနှစ်ခုနဲ့တက်လာတာဖြစ်ပြီးအဲဒီစစ်ကြောင်းရဲ့ထိခိုက်သေးဆုံးမှုကအယောက်60လောက်ရှိတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်ရှင်။ချင်းပြည်နယ်ဟာခမြို့ရဲစခန်းချင်းဒေါ်လှန်ရေးပူးပေါင်းတပ်ကဒီနေ့မနက်မှာသွားရောက်တိုက်ခိုက်လို့စစ်ကောင်စီလက်အောက်ခံရဲတွေတိုက်ဆုံထိခိုက်မှုရှိခဲ့ပြီး ရွဲဘော်9ဦးအပါအဝင်အကျဉ်းသား15ဦးကိုကဲထုတ်နိုင်ခဲ့ကြောင်းချင်းသတင်းရင်းမြစ်က ပြောပါရရှင်။မကွေးတိုင်းပခုတ်ကူမြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရလို့6ဦးသေဆုံးပြီးလက်နက်2လက်ရရှိကြောင်းစောက်တန်းရေစကြိုတပ်ပေါင်းစုကဒီနေ့ထုတ်ပြန်ပါရ။ပခုတ်ကူမြို့နယ်မြောက်လူကန်ရွာအထိုင်းစခန်းကစစ်ကောင်စီတပ်သားတွေပခုတ်ကူလေရင်ကွင်းကနေရိတ်ခါယူပြန်လာချိန်မနေ့ကအနေကင်းပိုင်းမှာတိုက်ခိုက်ခဲ့တာဖြစ်ပါရရှင်။